တရားဝဲချိန်ချောက်မှုတွေကိုခံနေရရဲ့လို့ TNL ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့အများစုကိုထိန်းချုပ်ထားတဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့ထဲကတစ်ဖွဲ့ဖြစ်တဲ့ TNL ကိုတရုတ်ကချိန်ချောက်မှုတွေပြုလုပ်နေရဲ့လို့ PSLF TNL တွဲဖက်အထွေထွေအတွင်းမှုနှစ်ဘုံမုံကြီးတားပန်လာကပြောပါရယ်။လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစစ်ရေးအခြေအနေနဲ့ဧပြီလအတွင်းတလတာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မီဒီယာရဲ့မေးမြန်းမှုကိုပြန်လည်ဖြင်းထစ်သွင်းပြောကြားလိုက်တာပါတယောက်က TNL အပေါ်စာနဲ့ဖြစ်စေနှုတ်နဲ့ဖြစ်စေချိန်ချောက်ဖိအားပေးမှုတွေရှိနေပြီးအဲ့လိုလှုပ်ဆောင်တာဟာလူတို့ကိုဖိအားပေးမှုအဖြစ်ပုံမတက်ရောက်နေရလို့ဗိုလ်မှူးကြီးတာပန်လာကဆိုပါတယ်နေဆက်ကိုအမိန်ပြုတ်ပြီးစာဝတ်နေရဖြစ်ရှင်းနေရတဲ့ဒေသခံတွေဟာတယောက်ဘက်ကနေဆက်ကိုပိတ်လိုက်တဲ့အတွက်စာဝတ်နေရခက်ခဲကုန်ကြတယ်လို့ပြောပါတယ်ပြီးခဲ့ဧပြီလ28ရက်နေ့29ရက်မှာတရုတ်နိုင်ငံရဲ့ညှိနှိုင်းမှုအရာ စစ်ကောင်စီနဲ့ TNL တို့ကုမင်းမြို့မှာတွစ်ဆုံဆွေးနွေးခဲ့ပေမယ့်စစ်ကောင်စီကမဖြစ်နိုင်တဲ့အချက်တွေတောင်းဆိုခဲ့လို့ဆွေးနွေးပွဲကအောင်မြင်မှုမရှိဘဲပြီးဆုံးခဲ့ပါတယ်